မိဘပြည်သူများခင်ဗျာဒီမန္တလေးတိုင်းဒေသကြီးပေါ့နော်ငါလျင်ဘေးဒဏ်တင်ခဲ့ရတဲ့မန္တလေးတိုင်းဒေသကြီးပါလမ်းမျိုးပတ်ပတ်လည်မှာပေါ့နော်အခုမြင်တွေ့ရတဲ့အတိုင်းပဲဖြစ်ပါတယ်အဲငါလျင်ဘေးဒဏ်ကြောင့်ကျွန်တော်တို့ရဲ့ရှေ့မှုမပြတ်တရှိခဲ့တဲ့နန်းမျိုးကြီးဟာအခုဆိုလို့ရှိရင်တော့ပျက်စီးပြိုကျမှုတွေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့မိုးဝင်မောက်ပါမိုးဝင်မောက်လည်းပြတ်ပစ္စည်းပြီးတော့အခုဆိုလို့ရှိရင်တော့ပြန်လဲပြင်ဆင်မှုတွေလုပ်နေပါတယ် ဖူဂျာပစ္စည်းရဲ့အထက်မှာကြတော့အရှိပဲမဟုတ်ဘူးเนาะအရှိပဲမဟုတ်ရဲ့အရှိပဲကကြတော့အလုပ်ထိပစ္စည်းမှုမရှိပေမဲ့အဲမြောက်ဘက်နဲ့အနောက်ဘက်မှာတော့ဖူဂျာပစ္စည်းမှုတော်တော်များပါတယ်ကျွန်တော်ရဲ့ဒီထူးတယ်ကြီးမားလာတဲ့ဒီလိုမျိုးပေါ့เนาะရှေ့မှုမပြတ်ခဲ့တဲ့ကျွန်တော်နှမ်းမျိုးကြီးတော့မှအခုလိုမျိုးပစ္စည်းပြီးတော့ပေါ့เนาะကြီးရတဲ့သူတွေရင်းနေကိုစိတ်မကောင်းဖြစ်စေပါတယ်အဲဒီတက်မတော်သားတွေပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့မြန်မာနိုင်ငံမိသားတပ်ဖွဲ့တွေလည်းပါတယ်ပေါ့နော်စီပင်လည်းပါတယ်ပေါ့မန်လေးစီပင်တို့ပေါင်းလို့ရှိရင်တော့ကျွန်တော်တို့တန်းရှင်းတွေဆက်လက်လှုပ်ဆောင်နေရမြန်မာဖြစ်ပါတယ်ကျွန်တော်တို့ကမန်လေးမြို့လို့ပြောလိုက်တာနဲ့ဒီနမ်းမြို့ကို ပြည်မြင်ကြတဲ့အခိုက်အတန့်တွေကိုကျွန်တော်တို့မပြစ်စစ်စစ်ရင်မပြအဲ့တော့ကျွန်တော်တို့ရေအကောင်းဆုံးပြန်လည်ပြီးတော့ပြုပြင်မှုမှန်ကြမယ်အခုလိုပြုပြင်မှုမှန်တဲ့အခါမှာလဲ Asia World Foundation ကနေပြီးတော့သူတို့ ဆယံတရားတွေပါတွေကိုဟောပေါ့ပရာဟိတာပေါ့နော်ကုညီကယ်ဆယ်မှုမှာပါဝင်ပြီးတော့ပူပေါင်းပါဝင်လောဆောင်နေရတွေ့ရတယ်ပြီးတော့လဲအများပြည်သူတွေကလည်းတက်နေတဲ့ဘက်ကနေပြီးတော့အဲတထတာပေါ့ကိုမျိုးရဲ့အလှမပျက်စီးသေးဖို့အတွက်ဝိုင်းဝန်းကုညီလောဆောင်ပေးနေတာတွေ့ရတဲ့အတွက်မကြခင်မဲကျွန်တော်တို့ပြန်လဲပြီးတော့ကောင်းမွန်လာမယ်လို့ငကိုတိုင်းတရှိလာမယ်လို့မျှော်လင့်ရပါတယ်